ော့ပြောရဲအမကြီးတော့ကြည့်မယ်နော်ဒါပေမဲ့အမှတ်တော့မပေးဘူးလို့ပြောရဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ထူးခြားတာဒီနေ့တခုကအဲ့ဒါလေးပြောဖို့ပေါ့နော်အရန်စားကြတယ်သူတို့စားစားပြကြတယ်ပေါ့နော်သူတို့စားပြရင်လည်းကိုပါပိုက်စားတော်ကြပါတယ် performance တော်လို့ပေါ့နော်ဟုတ်ဒီနေ့အထူးသဖြင့်လွမ်းနေစင်ပေါ်ပြန်ပြန်ပြီးတော့ဟာငါဒီမှာငါ့ဝတ်စုံကြီးနဲ့ငါနောက်တစ်ခေါက်လုပ်ပြချင်လိုက်တာဆိုတော့ ိတ်ကလေးနည်းနည်းလေးဖြစ်သွားတယ်ပြန်လာပြန်ခမ်းဘက်ဖြစ်ရင်တော့မှအကောင်းဆုံးခမ်းဘက်ဖြစ်တဲ့နေပေါ့နော်ဆိုတော့ဒီတစ်ခေါက်တော့ညမလေးတွေပြိုင်တော့ကြည့်ချင်တယ်သူတို့ဟုံကမ်မင်းခရောင်းင်းတည်လာတာကိုမြင်ချင်တယ်ဘေးပွဲမဆိုညမနိုင်ငံခရောင်းရောက်လာတော့မြင်ချင်ပါတယ်ဟုတ် ုံတော့ဖို့ထွက်လာတဲ့အခါတကြီးကရာသီဟုတ်အဒီနေ့ပွဲလေးကတော့နီနီရောဒီ Miss Grand မြန်မာ2025မြန်မာလေးတွေရဲ့ national costume ပြန်ပွဲလေးပဲဖြစ်ပါလိမ့်ရှင်တော်တော်လွမ်းတယ်ဒီဒီနေ့အထူးသဖြင့်လွမ်းတယ်စင်ပေါ်ပြန်ပြန်ပြီးတော့ဟာငါဒီမှာငါ့ဝတ်စုံကြီးနဲ့ငါနောက်တစ်ခါလုပ်ပြချင်လိုက်တာဆိုတော့စိတ်ကလေးနည်းနည်းလေးဖြစ်သွားတယ်ဒါပေမဲ့ညီမလေးတွေအကုန်အကုန်အရန်ကိုတော်တယ်ပေါ့နော်။နင်နီကဒီမှာအဲညီမလေးတွေကိုအားပေးဖို့အာ အဓိကလာတာပါနေနေကညီမလေးတွေကိုပြောပြီးသားအမက jet shot ဝင်ထိုင်မယ်ဒါပေမဲ့အဲညီမလေးတွေကိုတော့အမ judge မလုပ်ဘူးဆိုတော့ကိုယ်တိုင်မှဟိုတူဦးချင်းစီအရေးချင်းတွေရှိကြတယ်ပေါ့နော်သူတို့အမြဲတမ်းအဲ့အကြောင်းလေးကိုပြောပြတယ်ဆိုတော့သူတို့တော့ပြောတယ်အမကြည့်တော့ကြည့်မယ်နော်ဒါပေမဲ့အမတ်တော့မပေးဘူးလို့ပြောတယ် National costume ဆိုတော့ဒီနေ့ကညီနီးမျိုးလုံးနဲ့မှဘာလို့မြင်လဲဆိုတော့ဒီအတိုင်းအတာဝတ်စုံလေးတွေကိုကြည့်ရတာ ကတော်လေးအနှစ်ရတာရှိရလို့နင်းနင်းမြင်တယ်။အာဒီနှစ်ဒီပွဲမှာဆိုတိုင်းသားဝတ်စုံလေးတော်မြင်ရတယ်ပေါ့နော်။အာဆိုတော့ဟိုမက်စ်မှာလေနော်။အစ်စ်တွေနော်။ချပေးရအောင်။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ပြီးတော့ထူးခြားတာဒီနှစ်တစ်ခုကအဲ့ဒါလေးပြောဖို့ပေါ့နော်။အရန်စားကြတယ်။သူတို့စားစားပြကြတယ်ပေါ့နော်။သူတို့စားပြရင်လည်းကိုပါပိုက်စားတော်ကြပါတယ်။ performance တော်လို့ပေါ့နော်။ဟုတ်။ တစ်ယောက်တည်းနီနီတစ်ယောက်နီနီကိုယ်တိုင်ဆိုရင်တော့နီနီကနည်းနည်းလေးစိုးရိမ်လွယ်စိတ်ရှိရယ်စင်မောတက်ရင်နီနီကအဲ့လိုအသားရည်လက်တွေတုံပြီးတော့စင်ကြောက်စင်ရင်အယမ်းကြောက်တက်တဲ့လူပေါ့နော်ဒါပေမဲ့ညီမလေးတွေကိုကြည့်ရတာသူတို့ကစင်မကြောက်တဲ့ပြင်စင်မောမောင်ဂျိုးထိုးနိုင်တယ်ပေါ့နော်ဆိုတော့တော်တော်တော်ကြရယ်အယမ်းကိုဒီနှစ်ကိုဒီနှစ်မှမဟုတ်ဘူးအရင်နှစ်ကမစ်စီအကုန်လုံးမြင်တဲ့လူတိုင်းရောအရင်ကနဲ့မတူဘူးအယမ်းကိုသူတို့ဥပ္ပလင်းလေးလုံးနိုင်ကြရယ်ပေါ့နော်အယမ်းကိုတော်တယ်ဟုတ် thank you လန်ငယ်ကျူးသန်တန်ကြီးပြုလုပ်ထားပြီးမုံပရင်မရှိကလေးတွေကအကုန်တော်ပြီးသားပါခုနဆိုလဲတစ်ချက်တောင်မမှားပါဘူးပေါ့နော်ဆိုတော့ချော်လဲသွားလည်းမရှိဘူးအဲမှားသွားလည်းမရှိဘူးဆိုတော့နောက်ပွဲထဲမှာဗာပြောချင်လဲဆိုတော့အဲ final နဲ့ဒီသူတို့ရဲ့အဖိုင်နယ်ကတဖြည်းဖြည်းနီးလာပါပြီအဲ့အတွက်ကြောင့်မလို့နင်းနီမှာမှားချင်တာတခုဆိုလို့ပေါ့နော်အအပြင်ထွက်တာသွားတာလာတာဘီယူဆိုက်ရမယ်ကျန်တာတော့ ကလေးတွေကိုမှာစရာမရှိပါဘူးအကုန်တော်ပြီးသားနေရောဘာလို့မလဲဆိုအခုချိန်ကဖြားနာတက်တယ်မိုးရင်းဆိုတော့ကျမရယူဆရမယ်ပွဲပွဲဖိုင်နယ်ကအရင်ပင်မန်းမှာဆိုတော့ကျမယူဆရမယ်အပြင်ထွက်တာတော့လာယူဆရမယ်ပေါ့နော်ပွဲဆိုတော့နှစ်ကြီးရဲ့အတွက်ကြောင့်အဲကိုယ့်ရဲ့နေထိုင်သွားလာအောင်အဲစင်ကျင်ပါလို့ပြောချင်ပါဟုတ်ကဲ့ accessories and crystals အဖေါ်မိတာပေါ့အဲ့ဝတ်ဆောင်အမှတ်တရအများကြီးရှိရအဲ့ practice လုပ်နေရင်းနဲ့အတောင်နှစ်ချောင်းကျိုးသွားတော့အဲ ဒီတော့လူကလည်းပွဲကိုရက်ရှည်ပြန်နိုင်အောင်နည်းနည်းလေးပန်းနေပြီပန်းတော့ဒီဒေါင်းအတောင်နီနီကဒီလိုမအာမှာဆိုတော့အဲ့မားဖို့အတွက်ကိုအားလည်းမရှိတော့ဘူးဒါပေမဲ့ကန်ကောင်းချင်တော့အဲ့နီစနေကော်စတူမ်လေးရအတန်လေးကကျိုးသွားတယ်ပေါ့နော်နှစ်ချောင်းကျိုးသွားတော့တခါတည်းမားရပြီးသားလေးထွက်ထွက်ပစ်လိုက်တယ်ဒါပေမဲ့တကယ်တမ်းဆင်ရှိရောက်တဲ့အချိန်မှာနီနီဒေါင်းတောင်ဒီလိုမျိုးလေးရမ်းပြရမလားဒါမှမဟုတ်ချလိုက်ရမလားဆိုတော့အဲ့လို performance လုပ်နေတဲ့ခေါင်းထဲမှာတွေးနေတာမစ်စီအကုန်လုံးအရန်တော်နေကြပြီဆိုတော့ ဟာငါငါအတောင်ပံကိုမထောင်လိုက်မိဘူးပေါ့နော်ဆိုတော့ငါအမှတ်ရော့သွားလိမ့်မယ်အဲကြောင့်ငါဒေါင်းတောင်ရှေ့အောင်ချလိုက်မယ်ဆိုပြီးတော့လို့ဆွဲပြီးချလိုက်တာပေါ့အဲ့ဒါအမှတ်တရပါဟုတ်နေနေရကြတော့အခုချိန်မှာနေနေဝါသနာပါတဲ့အရာတစ်ခုတည်းနေနေဝန်းစာဖြည့်နေရပေါ့နော်ဆိုတဲ့အခါကျတော့အဲဒီဖဲချင်းဘက်ကိုပြန်လာရင်နေနေအားရအရန်ဆိုက်ရမယ်စူးစားရမယ်လေ့ကျင့်ရမယ်ဆိုတဲ့အခါကျတော့ဟွန်းနောက်တက်လာမယ်ညီမလေးပြိုင်ပါစေနေနေရ အဲဘဲကျွန်တော်နေနေမဂျိုင်းပြစ်လောက်တော့ဘူးဒါပေမဲ့ဂျိုင်းပြင်းရင်တော့မှနှစ်တော်တော်ကြာအောင်ပဲပေါ့နော်ဆိုတော့ဟိုပြန်လာပြန်ကမ်ဘက်ပြင်းတော့မှအကောင်းဆုံးကမ်ဘက်ဖြစ်တဲ့နေပေါ့နော်ဆိုတော့ဒီတစ်ခေါက်တော့ညမလေးတွေပြိုင်တာကိုကြည့်ချင်တယ်သူတို့ဟုံကမင်းခရောင်းင်းတည်လာတာကိုမြင်ချင်တယ်ဘေးပွဲမဆိုမြန်မာနိုင်ငံခရောင်းရောက်လာတော့မြင်ချင်ပါတယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မို့ကြောက်တာဟုတ်တယ်ဟုတ်တယ်ကမ်ဘက်ဆိုတော့အရင်တစ်ခေါက်ကလုတ်ထားတဲ့ပို့ပြီးတော့ကောင်းနိုင်မှာ comeback တင်တယ်ပေါ့နော်ဆိုတော့နင်းနီးရွက်ကကျတော့နင်းနီး question and answer ပေါ့နော်အပွင့်လင်းဆုံးပြောရရင်နင်းနီးဒီ grand ကကျတော့နင်းနီး join me why ဆိုတော့တခြား person ကိုအစ်စ်ကိုနင်းနီး join ရမှာပဲဆိုတော့ join တဲ့အခါကျရင်နင်းနီးအတွက်လိုအပ်တာဒီ question and answer ပေါ့နော်နိုင်ငံတကာနဲ့ရင်မောင်းတမ်းပြီးဖြေနိုင်တဲ့ question and answer မျိုးကိုလေ့ကျင့်ရမယ်အဲပြီးတော့နင်းနီးရဲ့လမ်းလျှောက်ပုံလမ်းလျှောက်နည်းတွေအဲပြီးတော့ body weight တွေအများကြီးပြန်ပြီးတော့အဲ body လှအောင် ီ six pack တွေထွက်အောင်ပြန်ကစားရမယ်ဆိုတော့อืมအများကြီးပါပဲနောက်ခေါက်ပြန်ဖြစ်နောက်ခေါက်မပြန်ဖြစ်လောက်တော့ဘူးဆိုတော့ဘယ်လိုဖြစ်ရမလဲမသိဘူးဒါပေမဲ့နောက်ခေါက်ပြန်ပြင်တော့အဲပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြိုင်မိမယ်ထင်တယ်ဆိုတော့ကိုက experience ရှိပြီးွားရင်ဆိုတော့ဒီနီနီက international stage ပေါ်သွားတဲ့အချိန်မှာနီနီမှာ crown ကနီနီကဒီတိုင်းရထားတာဆိုတော့ဒီပြိုင်ပွဲပြိုင်ပွဲဝင်နေတဲ့ပြန်ရတဲ့ experience ကလုံးဝမရှိခဲ့ဘူး ဟိုရောက်မှနေနေပြန်ရတာဆိုတော့အဲ့ဒီမှာရခဲ့တဲ့အခွင့်လန်းတွေရင်းချက်မှုတွေကနောက်တစ်ပွဲပြန်ရင် stress တွေကိုမှပုံပင်တော့ကတွေကြောက်တာတွေတော်ရော့ချသွားမှထင်တယ်ဆိုတော့နောက်တစ်ပွဲပြန်ပြင်တော့ပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်ပြစ်မှထင်တယ်ဟုတ်အဲဒီနေ့အစ်တဲ့ပြည်သက်များအားလုံးအဲကျမရေးစီးပွားရေးအဆင်ပြေကြပါစေပြီးတော့ဒီ2025 အဲမေလေးတွေကိုလည်း Instagram မြန်မာပေါ့နော်2015မေလေးတွေကိုလည်းစောင့်ကြည့်ပြီးတော့အာပေးပေးကြပါလို့ဟုတ်